င်္ဂလာပါရှင်ချင်းပြည်ကမင်္ဂလာဆောင်ပွဲတစ်ခုကိုစစ်ကုမရှင်ကဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခိုက်လို့ထိခိုက်ဒေဆုံမှုတွေရှိခဲ့ပါတယ်ကချင်ပြည်ဖားကက်ဒေတာမှာစစ်ရေးအခြေအနေတွေပိုသေးမှနေပြီး KIA တပ်ရင်းနေရာတွေကိုစစ်ကုမရှင်တပ်ကဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်ခေခေပစင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေကို KNU ကဘလို့တုတ်ပြန်ထားပါတယ်လဲ ချင်းပြည်ကပလက်မြို့နာကမင်္ဂလာဆောင်ပွဲတစ်ခုကိုစစ်ကောင်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေများခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဖြစ်စဉ်ဟာအော်တိုဘာလ24ရက်နေ့မနက်ပိုင်း9:20မိနစ်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ကနှစ်ကြိမ်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ပထမအကြိမ်မှာဘုံတလုံးဒုတိယအကြိမ်မှာဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ် ဒေသခံတတင်းရင်းမြစ်တွေရဲ့အတီးပြုချက်အရဗုဒ္ဓတိုက်ခိုက်ခံရတဲ့နေရာဟာ CDF ကမ်ပလက်စီဥစည်းချုပ်ဆလိုင်းအောင်လင်းရဲ့မင်္ဂလာဆောင်ပွဲကျင်းပတဲ့နေရာဖြစ်ပါတယ်။စစ်ကုမရှင်တပ်ဟာမင်္ဂလာဆောင်ဖိတ်စာကနေသဆင့်နေရာနဲ့အချိန်အတိအကျသိရှိပြီးပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့တတင်းတွေက ဖော်ပြပါတယ်။ CDF ကမ်ပလက်ပြောရေးဆိုခွင့်ရှိသူကဒီလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကိုအတည်ပြုပါတယ်။ ဗုဒ္ဓဲတိုက်ခိုက်မှုကြောင့် NLD လွတ်တော်အမတ်ဟောင်းဦးဆန်ခင်ရဲ့သားဦးခင်မောင်ရင်အပါဝင် အမျိုးသား၃ဦးနဲ့အမျိုးသမီး၁ယောက်စုစုပေါင်းအရက်သား၄ယောက်တိဆုံခဲ့တယ်လို့ချင်းတဲ့တင်းဌာနတွေကရေးသားပါတယ်။ဒဏ်ရာရရှိသူဦးရေဟာလည်း၁၅ယောက်ထက်မနည်းရှိပြီး၅ယောက်ရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်တယ်လို့သိရပါတယ်။ ။စေအုပ်စုဟာအော်တိုဘာလအတွင်းချင်းပြည်ကမင်းသက်မတူပြီးဟာခါ30မြို့နယ်တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ရမှာကလေးငယ်တွေအပါအဝင်ဒေသခံအယက်သားတွေထိခိုက်သေးဆုံးမှုများပြားနေပါတယ်။ ကချင်ပြည်ဖားကဲမြို့နယ်မှာစစ်ရေးအခြေအနေတွေပြန်လည်တင်းမလာနေပါတဲ့ဖားကဲမြို့ကကချင်လူလက်ရေးတပ်မတော် KIA တပ်မဟာကိုတပ်ရင်6နေရာကိုစစ်ကွန်မရှင်တပ်က၂ရက်ဆက်တိုက်လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးတရင်မြစ်တွေကပြောပါတယ်။အော်တိုဗာလာ23ရက်နေ့မနေ့ပိုင်းနဲ့22ရက်နေ့ညရှိနိုင်ယူဝန်းကျင်တို့မှာမြစ်ကြီးနာကတက်လာတဲ့ Y12 လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ရဲ့အတွင်းဘုံဒီအလုံး40ကြော်ထက်မနည်းအတုံးပြုတ်ခဲ့တယ်လို့ဆိုပါတယ်တိုက်ခိုက်မှုကြောင့်အပြည့်စည်းတွေရှိပေမဲ့လူထိခိုက်မှုတော့မရှိဘူးလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကစစ်ကောင်မရှင်တပ်ဟာမြေပြင်မှာလှုပ်ရှားဖို့မလွယ်တော့တဲ့အခြေအနေမှာလေကြောင်းကိုအ धिक အတုံးပြုတ်ပြီးတိုက်ခိုက်နေတာလို့လည်းသုံးသပ်ပါတယ် လီချောင်းတိုက်ခိုက်မှုမတိုက်ခင်အော်တိုဘာလ22ရက်နေ့ညနေ9နာရီဝန်းကျင်လောက်မှာတော့ဖာကန်မျိုးလောက်ခင်းကြီးရွာအုပ်စုကကြောက်ဝိုင်းအတွင်တနက်ပြစ်ခတ်မှုဖြစ်ခဲ့ပြီးဒေသခံတွေထိတ်လန့်တကြားထွက်ပြေးခဲကြရပါတယ်။ခရောင်းကားတစ်စီးနဲ့ရောက်လာတဲ့လက်လက်ကိုင်လူတစုကမိုးပေါ်ထောက်ပြီးပြစ်ခတ်ကလူစုခွဲခဲ့တာလို့မြေပြင်သွေးရှိသူတွေကပြောပါတယ်။ ဒေသခံတွေကတော့လက်ရှိဖားကဲမြို့အခြေအနေဟာပြည်သူတွေစုဆောင်းရေးမှာစိုးရိမ်နေရတာပြည်ခတ်မှုတွေကြောင့်အလုတ်အကိုက်တွေပါမလုတ်ရဲပဲအိတ်ထဲကမထွက်ရဲတဲ့အထိစိုးရိမ်နေရတယ်လို့ပြောပါရယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နဆက်ဒေတာနဲ့ပြည်သူတွေအတွက်အရကသက်တော် AA ကအရေးပေါ်သတိပေးချက်ထပ်မံထုတ်ပြန်လိုက်ပါရယ် အကြောင်းကတော့အစ္စလာမစ်အစွန်းရောက်အာဆာအဖွဲ့ကခရီးသွားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေဆက်တိုက်လှုပ်ဆောင်နေရကြပဲဖြစ်ပါတယ်မဖြစ်မနေမှသာတွာလာဖို့နဲ့လှုပ်ချုံရေးတပ်ဖွဲ့ဝင်တွေကိုတည်ထင်ဖို့ပြီးမှတွာလာဖို့အီအီကတတိပေးလိုက်ချိန်မှာအော်တိုဘာလာ22ရက်နေ့ကမောင်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ရက်စက်တဲ့ဖြစ်စဉ်တစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။ အော်တိုဘာလ22ရက်နေ့နေ့လယ်ကမောက်တော်မြို့နယ်ထဲမှာစားတော့ကိုဝယ်ယူပြီးပြင်လာတဲ့ခရီးသည်ရင်သစည်းဟာမြို့ရွရွာအရှိဘက်တံတားနာမှာအာစာအကျန်းဖက်အဖွဲ့ရဲ့ချုပ်ခိုတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ ကားပေါ်ပါလာတဲ့ခရီးသည်တွေနဲ့ကားသမားကိုဖမ်းခေါ်သွားပြီးနောက်အေအေကားလိုက်လံရှာဖွေခဲ့တဲ့အခါမှာတော့ခရီးသည်တွေဖြစ်တဲ့အသက်30အရွယ်ဒေါ်ဝီဝီဆိုးနဲ့အသက်40အရွယ်ဒေါ်နနိုင်ဆွေတို့ကိုတနက်နေ့ပြစ်သက်ခံထားရတဲ့အလောင်းတွေဖြစ်တွေ့ရှိခဲ့ရပါတယ်တိစုံသွားတဲ့မိခင်ဒေါ်ဝီဝီဆိုရဲ့အလောင်းပေးမှာတုံးနှစ်အရွယ်သမီးငယ်လေးကိုအသက်ရှင်လျက်သူရှိခဲ့ရတာပါကာသမာအပါဝင် ထိခိုက်ဒဏ်ရာရသူနေရောက်ကိုလည်းအေအေကာသူရှိခဲ့ပါတယ် ဒီလိုအာစာအဖွဲ့ရဲ့ရည်ရွယ်ချက်ရှိရှိအယက်သာပြည့်မတ်ထားတက်ဖြတ်မှုတွေကြောင့်အေအေကပြည်သူတွေအသက်အိုးအိမ်စည်းစိမ်ချေချောက်ခံရနိုင်တာမို့တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေမှာတယောက်တည်းဒါမှမဟုတ်လူနည်းစုနဲ့တွာလာတာကိုအသက်နိုင်ဆုံးရှောင်ကျင်ဖို့တတိပေးထားပါတယ်ကျမရေးကိစ္စလို့မဖြစ်မနေသွာလာရမယ်ဆိုရင်တော့အရခတ်ပြည်သူတော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေကိုတည်င်းပေးဖို့ပြီးမှသွာလာကြဖို့အေအေကအရေးပေါ်ထက်မှန်နိုးစော်ထားပါတယ်။ စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှာစစ်ကွန်မရှင်တပ်ရဲ့အင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်မှုတွေကြောင့်ဒေသခံပြည်သူသက်တောင်းကျော်ဟာဘေးလွရာကိုအရေးပေါ်ထွက်ပြေးသိမ်းရှောင်နေရပါတယ်ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေအတွက်စားနပ်ရိက္ခာစေဝါနဲ့ကျန်းမာရေးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်ကွန်ပျူတာကတင်ဆက်ထားပါတယ်အောက်တိုဘာလ16ရက်နေ့ကစလို့စစ်ကောင်ရှင်တပ်ကလေကြောင်းကနေစစ်အင်အားဖြစ်သိမ်းပြီး ကလေးသမူးနဲ့ကလေးကန်ဂေါ်လန်ပိုင်းတခြားမှာစစ်ကြောင်းထိုးလာတာကြောင့်တိတက်ခံတွေဟာနေရစွတ်ခွာထွက်ပြေးနေကြရတာပါကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီကပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်အရထပ်ပြေးတင်းရှောင်နေရတဲ့အရေးအတွက်ဟာအိမ်ထောင်စုပေါင်း၄၀၀၀လောက်နဲ့လူဦးရေ၁၀၀၀ခန့်ရှိပါတယ် ကဲဗျာဒီကျွန်တော်တို့ဒီကလေးသမူးအိန္ဒိယမြန်မာချစ်ချီအာလမ်းမတလျှောက်ကဒီဇွာတလျှောက်လုံးပေါ့ဗျာအာဒီကျွန်တော်တို့ဆေးဇွာငါနေကျွန်တော်တို့ဇွာပေါင်း20လောက်ရှိမယ်အဲ့ဒီဇွာတွေမှာရှိအိမ်ထောင်စုအာဒီ4000လောက်ကဒီအာလူကြီးဆိုလို့ရှိရင်1000လောက်ခံမှန်းရတယ်ဒီဟာဆိုလို့ရှိရင်ကျွန်တော်အရေးပေါ်တိတ်ရှောင်နေရပါတယ်လက်ရှိတောတောင်တွေထဲမှာအဆင်ပြေတလို့ခိုးလုံးနေကြရတဲ့စပေးရှောင်တွေထဲမှာတက်ကြီးရွယ်အိုတွေကိုုံဆောင်မိခင်တွေကလေးငယ်တွေနဲ့မတန်ဆွမ်းနေအများပြား ပါဝင်နေပါတယ်အထူးသဖြင့်ယာတီအခုအပြောင်းကာလဖြစ်တာကြောင့်ဖြားနာမှုတွေများပြားနေပြီးအခုညီပေးရေးလုပ်ငန်းတွေအတွက်ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာအဓိကစိတ်ခွန်မှုဖြစ်လာနေပါတယ်ရှိနေထားမှာတော့ဒီအိနီရေးပေါ်စားတဲ့ရေခါနဲ့ဒီအရေးပေါ်လူသုံးကုန်ပစ္စည်းတွေနဲ့တူခုလက်ရှိကရာဒီကူပြောင်းကာလကြောင့်မို့ဒီဖျားနာတာတွေရောဒီတွေ့ရတဲ့တွေ့ကြောင့်မို့ဒီအရေးပေါ်ကျန်းမာရေးကုညီဆောင်ရှောက်မှု အလုံးလောက်လိုအပ်ပါတယ်ဒီဒီဘက်မှာရှေဒီရန်ဒရာအဖွဲ့စည်းရတယ်ဒီအရေးပေါ်ကျမ်းမာရေးဆောင်ရှောက်မှုကိုဒီလိုင်းလိုင်းမိတလောက်လုပ်ပြီးတော့ဒီအာဒီဒီအစ်ရှောင်းပြည်သူတကြီးရွယ်ဦးအမတန်ဆွမ်းကလေးတငယ်တွေရဲ့ဒီကျမ်းမာရေးဆောင်ရှောက်မှုကတော့ဒီအရေးပေါ်လိုအပ်နေပါတယ်ဗျာစီရေလှှရှားမှုတွေကြောင့်ဒီတပ်ခန့်တွေဟာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါဆွလွန့်ရတာကြောင့်ရေရှည်မှာစောင့်ဝင်နေရေးအကျအသေးအတွက်လည်းရင်းဆိုင်ရဖို့ရှိနေပါတယ် အကူအညီပေးရေးအဖွဲ့တွေကတော့အရေးပေါ်အကူအညီတွေအချိန်မီမရရင်လူသားချင်းစာနာမှုဆိုင်ရာအချက်အသေးပိုဆိုးလာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီကလည်းအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကိုဖွဲ့စည်းကြောင်းကြေညာပြီးနိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင်ပြည်တွင်းပြည်ပကအင်အားစုတွေအနေနဲ့စစ်ပေးဆောင်ပြည်သူတွေကိုအရေးပေါ်အကူအညီပံ့ပိုးမှုတွေပြုလုပ်ပေးကြဖို့မေတ္တာရက်ခံထားပါတယ်။ စကိုင်းတိုင်းကလေးမျိုးနယ်ကမော်လိုက်ကလေးအကျဉ်းထောင်မှာထောင်အနာပိုင်တွေရဲ့လက်ပီလက်ယူမှုဟာအကျဉ်းသားတွေရဲ့အသက်ရှင်သန်ခွင့်ကိုပါချိန်ချောက်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ဖော်ပြောကြားလိုက်ပါတယ်ကုစောပွေးကတင်ဆက်ထားပါတယ်အရေးပေါ်စေကူတာခွင့်ရရှိဖို့ငွေကြေးပေးချေနေရတဲ့အပြင်တကယ်ခက်ခဲသူတွေကအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ် PPNM ရဲ့ထုတ်ပြန်ချက်အရမော်လိုက်ကလေးချင်းထောင်မှနိုင်ငံရေးကျင်းသားတွေပါဝင်အချင်းကြသူတွေဟာစေဝါမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးအရင်မော်လူနာတွေပြင်မစေကူတာကိုရရှိဖို့အတွက်ဆိုရင်ထောင်ပိုင်ကြီးနဲ့အရာရှိတချို့ကိုလက်ငွေပေးမှသာခွင့်ပြုပေးနေတာပါအရေးပေါ်စေကူတာခွင့်တစ်ချိန်အတွက်ပေးဆောင်ရတဲ့ပမာဏဟာမြန်မာငွေကျပ်9သိန်းကနေကျပ်30ကျားရှိနေပြီးတခါတရံထောင်အာနာပိုင်တွေရဲ့ကိုပိုင်ပြောပါ KTV ဖိုးကိုပါတောင်းဆိုနေတယ်လို့သိရပါဗျ။ ဒီလိုစနစ်တကျငွေတောင်းခံမှုတွေကြောင့်တကယ်ကျန်းမာရေးဆိုးဝါးပြီးငွေချင်းမတက်နိုင်သူတွေဟာအချိန်မီကူးသခွင့်မရဘဲမတန်ဆွမ်းဖြစ်သွားရတာဒါမှမဟုတ်အသက်ဆုံးရှုံးရတာမျိုးတွေကြုံနေရပါတယ်လူအတက်ကိုအခြေတည်ပြီးမှစီးပွားရေးလုပ်နေတဲ့စီးပွားရေးလုပ်ွက်လုပ်ငန်းတစ်ခုလို့ပဲကျွန်တော်မြင်ပါတယ်ဒါဟာလူလူရဲ့ပေါ့နော်ဒီမီဒီယာဖန်ဆီးခံတာနိုင်ငံရေးကျင်းနာပါဝင်အခြားကျင်းနာတွေရဲ့ ချွေးတွေတွေးနေပေါ့နော်ဒီကျမ်းမာရေးမကောင်းမှုတွေကိုခုလုံးလုပ်ပြီးမှအာငွေရှာတဲ့လုပ်ငန်းကြီးရဲ့ကိုဖော်ဆောင်နေတာကတော့အင်မတန်ကိုမှစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာ PPNM မျက်စင်းတွေအရဒီ2025ခုနှစ်ဇန်နဝါရီလကနေအခုအောက်တိုဘာလအထိစေကူးတမှုမရရှိတာကြောင့်အချင်းတောင်တည်တည်ကနိုင်ငံရေးအချင်းသား28ယောက်အထိကြာဆုံးခဲ့ပြီဖြစ်ပါတယ် အချင်းသားတယောက်ရဲ့ခွင့်ရရတော့လောက်လူသားတယောက်ရဲ့ခွင့်ရရအတက်ရှင်တန်ပိုင်ခွင့်ဟာအခြေခံခွင့်ရဖြစ်ပါတယ်သူတို့လည်းပဲအချင်းနောက်နေမှာတော့အချင်းသားလူတွေဖြစ်နိုင်ငံရေးချင်းသားဖြစ်တည်မှုပေါ်မှာမူတည်ရတော့လောက်ငွေကြေးစင်မပြေမှုပေါ်မှာအခြေတည်ပြီးမှခွဲခြားဆက်ဆံခံနေရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ထောင်အာဏာပိုင်တွေဟာကျမကြီးဟော်ပြောပွဲလိုမျိုးတယုတ်ပြဓာတ်ပုံတွေရိုက်ပြီးပြည်ထဲရေးကိုတင်ပြလေးရှိတယ်လို့လည်း PPNM ကထောက်ပြခဲ့ပါတယ်ဒါအပြင်2022ခုနှစ်ကာလတွေက မော်လိုက်ကလေးအချင်းထောင်မှာနိုင်ငံရေးအချင်းသားတွေကိုပြစ်ခတ်ဖြိုခွင်းမှုတွေလွတ်ပြေးပြီးနောက်ထောင်ဝမှာပြန်ဖမ်းတာမျိုးတွေအထိဖိနှိပ်မှုတွေရှိခဲ့တယ်လို့လည်း PPNM ကဆိုပါတယ်။ PPNM ကတော့ဒီလိုလူခုရေးစံနှုန်းတွေကိုပေါပေါထင်ထင်ချိုးဖောက်နေတဲ့လက်ပေလက်ယူမှုတွေနဲ့စေကူတက်ခွင့်ပိတ်ပင်တာတွေကိုချက်ချင်းရပ်တန့်မိဖို့ပြင်းပြင်းထန်ထန်တောင်းဆိုထားပါတယ်။ မြန်မာထိုင်းနယ်ဆက်မြဝတီမြို့နယ်ကနမည်ဆိုးနဲ့ကြော်ကြတဲ့ KKBAT စိုက်ဘာငွေလိပ်ခြံဝန်းကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့တဲ့ကိစ္စဟာစစ်ရေးနိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့ပြည်နေပါတယ်။စစ်ကောင်စီတပ်ဟာဒီလောက်ရက်ကိုအတုံးချပြီး KNU ပေါ်စွပ်စွဲတိုက်ခိုက်ဖို့ဂျိုးပန်းနေပေမဲ့ KNU ကပြန်လည်ညှင်းဆို့ခဲ့ပါတယ်။အာမီကစုစည်းတင်ဆက်ထားပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ KK ဘက်ကိုဝင်ရောက်ရှင်းလင်းခဲ့ပြီးအလုတ်သမား2198ယောက်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့အော်တိုဘာလ19ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီလောက်ရဟာနိုင်ငံကဖိအားတွေကိုရှော့ချဖို့အတွက်ဟန်ပြရှင်းလင်းရေးတက်တက်ပဲဖြစ်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။စစ်ကော်မရှင်ဘက်ကတော့ဒီစီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ကပါဝင်ပတ်သက်နေတယ်ဆိုတာကိုပြည့်ပြည့်တတ်တတ်ဆွဆွဲပြီးတော့စာချုပ်အထောက်အထားတွေကိုပါထုတ်ဖော်ခဲ့ပါတယ်။ KGB စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ဝေကြီးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းကြီးကိုဥပဒေမဲ့ဆိုတာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ KNU ပြောရေးဆိုခွင့်ရှိသူဘဒုကလေးဆေးကတော့စစ်ကော်မရှင်ရဲ့ဆွတ်ဆွဲချက်တွေကိုတံပြန်ပြီးတော့ပြင်းပြင်းထန်ထန်ညှင်းဆို့ခဲ့ပါတယ်။သူတို့အနေနဲ့ KK ပတ်နဲ့လက်ရှိလုပ်ငန်းတွေမှာ လုံးဝမပတ်သက်ကြောင်းနဲ့ဒီမီနီယာကိုအတုံးချပြီး KNU ကိုနိုင်ငံရေးအရာတိုက်ခိုက်လူချင်းတာဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ Pero no tiene ya no podría no no me pasa que ni me hace me tema le le ese día en tema o va a tener que ir a un café hace yo no que iba a dar que te raja bon yo no que ni me negar no 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 da me pasa po u de ya todo lo que yo no es o o no di fue si es un pues son que ya todo lo que ah dar y di yo no dos o lo va a la me que no se le chao lo sabe lo que le pero yo que pillo ဘရူဂလက်စီကကေကေပတ်ဟာ BGF နေသားဆောင်တက်ကဥဆောင်ပြီးတော့လုတ်ကင်တဲ့နေရာဖြစ်တယ်လို့လည်းထောက်ပြခဲ့ပါတယ်ကေကေပတ်ကိုစီမံခန့်ခွဲနေတဲ့ BGF တာဝန်ရှိသူဗိုလ်မှူးချုပ်စောတင်ဝင်းကလည်းမြန်မာစစ်တပ်ကဖိအားပေးလာလို့လူတွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့တွယ်ဝိုက်ပြီးတော့ဝန်ခံခဲ့ပါတယ်စီနေမှုအပီးနိုင်ငံသားတထောင်ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်အောက်ရီဒေတာတဝိုက်မှာတခြားငွေလိမ်စင်တာ 18ခုလောက်ကျန်နေသေးတာကိုဂျူဒူဓာတ်ပုံတွေကနေပြသနေတာကြောင့်ရာဇဝတ်ကွန်ရက်ဟာချက်ချင်းမပြိုလဲသေးပါဘူးနိုင်ငံတကာလေးလာသူတွေကတော့ဒီလူကုန်ကူးမှုနဲ့ငွေလိမ်ကွန်ရက်ကိုအမြင့်ပြတ်ချေမှုန်းဖို့ဆိုရင်သူတို့ကိုအကာအကွယ်ပေးနေတဲ့မြန်မာစစ်အုပ်စုကိုမဖြစ်မနေပြတ်မှတ်ထားပြီးတော့အရေးယူဖို့လိုအပ်တယ်လို့သုံးသပ်ထားကြပါတယ်ရှင် အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။